အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Ghost Day MM Channel ကနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်အခုတစ်ခေါက်မှာတော့စာရေးသူပြည်ပြည်မန္တလေးရေးသားထားတဲ့လူစားလဲမှုကြံရွယ်နေတဲ့ထိန်ပင်စောက်တစိဆိုတဲ့အကြောင်းကို ပြပြပေးသွားမှာဖြစ်ပါတယ်ဇလန်းလေးမစားခင်မှာ Channel လေးကို Subscribe လုပ်ပြီးတော့ဘီနာခနုဒီဘဲလေးကိုလည်းနှိပ်ခဲ့ပေးကြပါဦးနော်2019ခုနှစ်အောက်တိုဘာလတရနေ့နေ့လယ်7:00နာရီခန့်မှာမန္တလေးမြို့အောင်မြေသာဇံမြို့နယ်အကွက်132 ညအရာတော့ရွက်ွက်မှာရှိတဲ့ဥပေါ်ကြီးဒေါ်ဆန်းရီတို့ရဲ့နေအိမ်ခြံဝင်းအတွင်တို့ထီအောင်ချသူကိုမြအူဟာဆပ်ပင်လေးတစ်စီးနဲ့ဝမ်းတာအားရအဟစ်ပြီးတော့ဝင်လာလေသည်အမရေအမတီတာခမည်းတီပေါက်တယ်ပြို့စုကြည့်တော့မဟုတ်ပါဘူးဒါမှမနေဘူးနော်တင်း90တောင်ပေါက်တာဗျအိမ်ထဲမှာဟင်းအိုးပြန်နှင်းနေတယ်မတီတာဟာထီတဲ့ကောင်လေးရဲ့အော်တန်ကြောင့်ဝမ်းမြောက်ဝမ်းသာနဲ့မိဖို့ကြောင့်နောက်ဖွေးကနေပြီးတော့အပြေးလွှားလေးပြည့်ထွက်ရှာလေသည်လက်ထဲမှာလည်းဟင်းကက်စွန်းကြီးတစ်ချောင်းကိုကင်ကာ မတီတာဝမ်းသာလုံလို့ကုံကရင်ဖြစ်နေချာသည်မတီတာခမညာမယုံရဲယုံရဲဖြစ်နေဟန်ဖြစ်တကယ်လားနေအတေချာတိုက်စစ်ချင်ပြီလားငါရင်ခုန်လိုက်တာဟဲ့တေချာပါတယ်အမရဲ့ကျွန်တော်အမကိုရောင်းသွားတယ်မင်္ဂလာဆောင်တွဲဆေဆောင်တွဲကပေါက်တာခမညာအမထီလက်မှတ်သွားယူလိုက်ကျွန်တော်မှထီပေါက်စင်ပါခဲ့တယ်ရက်ကွက်တယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တအိမ်နဲ့တအိမ်ဟာဝင်းထည့်ရန်အုတ်တလိုက်လို့သာခြားထားပါတယ်အရှိဘက်အိမ်အနောက်ဘက်အိမ်ဆိုတာမျိုးက အသက်ကျကျပြောရင်အတိုင်းသားကြားရတာမျိုးပါထီရောက်တဲ့ကုမြအူရဲ့အတန်ကျကျကြောင့်အိနီနာချင်းတွေကပါမတိတာထီပေါက်တယ်ဆိုတဲ့မင်္ဂလာသတင်းကိုကြားသွားကြပြီးတော့ဝမ်းသာအားရတေးလာကြပါတော့သည် ကုမြအူဆိုတာကစားပေါင်းကိုလက်တွန်းလေးပေါ်တင်ပြီးတော့မတိတာလိုရက်ကအတင်းမှာလှည့်လည်ရောင်းချနေတဲ့ထီတယ်ပဲဖြစ်ပါတယ်မတိတာဟာထီလက်မှတ်ထိုးပြီးတိုင်းအင်အပေါ်တတ်မှရှိတဲ့ဖျားเจ้าဆောင်အရှိကစွန်းတော်ပကန်းအောင်မှာထားနေကြဆိုတော့အထွေထူးတော့ရှာနေစမလို့ပါဘူး အိမ်ပေါ်ပြစ်တက်လိုက်ပြီးတော့ဖះเจ้าဆောင်ကတီလက်မှတ်တွေကိုယူချလာက သူ့ရဲ့လက်ထဲမှာစေဆောင်တွဲတွေရောငါးဆောင်တွဲတွေပါပလတ်စတစ်နဲ့ထည့်ထားတဲ့တီလက်မှတ်အတွဲတွေကတော့လင်းငါကူမကပါဘူးမတ်တီတာဟာကုမြောက်ဦးစီမှာပဲထိုးတာမဟုတ်ပါဘူးညောင်ပေဇင်းနာကခြိဆိုင်မှာလည်းထိုးသလိုဈေးချိုသွားတဲ့အခါမှာလည်းကြုံရင်ကြုံသလိုမျိုးထိုးပါတယ်ဒါကြောင့်မို့လို့တီလက်မှတ်တွေကများနေတာပဲဖြစ်ပါတယ်ခြိရောက်တဲ့ကုမြောက်ဦးကသူ့ရောက်တဲ့ခြိကိုမှတ်မိတာ ဖြစ်တဲ့အတကြောင့်မို့လို့ မတိတာလက်ထက်ကတင်း90ပေါက်တိလက်မကိုယူယူလိုက်ပြီးတော့ထီပေါက်စင်မှာပေါက်ခဏနုပြတိုက်စစ်ပြကဒီမလေးအမရဲ့ကကြီးကငယ်865 865တင်း90ပေါက်ခဏအစေးပြအသေးချာကြည့်ရော့မတိတာဟာစိတ်လှုပ်ရှားဝမ်းသာစွာနဲ့ထောက်အော်လေတယ်ဟုတ်တယ်တော့အမေသမီးတို့ထီပေါက်ပြီးဝမ်းသာလိုက်တာမတိတာရဲ့အပြောဟာသူ့ရဲ့အမေရောအဖေကိုပါကူးဆက်သွားလေသည် အိမ်ထဲကိုရောက်လာကြတဲ့အိမ်ကြီးချင်းအချို့ကလည်းမတိတာကိုအားကြသလိုမျက်နှာပြင်းနဲ့ကြည့်ကပျော်နေကြသည်အိမ်ကြီးချင်းဖြစ်တဲ့မချို့ပြုံးကမတိတာညယောက်ျားကိုဖုံးဆက်ပြီးတော့ပြောလိုက်အောင်လေဒါမှအားရဝမ်းသာပြေးလာမှာပေါ့မတိလာရဲ့ယောက်ျားကကြောင်းဖယ်ဒီကားကိုမောင်းတာပါဒီအချိန်ဆိုအိမ်ပြန်မလာတတ်သေးပေမဲ့နေ့လယ်စာထမင်းစားချိန်နီးမှသာပြန်လာတတ်ပါသည်မတိလာဖုံးဆက်တော့သူ့ယောက်ျားကိုတန်းထုတ်ကမယုံသေးကစပီကာဖွင့်ထားသည့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘေးကလူတွေဝိုင်းပြောမှသာရှုံတော့သည် မတိတာယောက်ျားကိုတန်းထုတ်ကလည်းအတန်တုံတုံမြင်ရင်နဲ့အဲ့ဒါဆိုရင်တော့ငါဝေ့မနေတော့ဘူးအင်ကိုပဲတန်းပြီးတော့မောင်းလာခဲ့မယ်မိမရေကူဆိုလေသည်အပြော်ကြောက်ဖြစ်မယ်ထင်ပါတယ်ကိုတန်းထုတ်ရဲ့အတန်ကလည်းတုံတုံမြင်နေနဲ့ပါဒီနှစ်ပိုင်းသူတို့လင်မယားကစီးပွားရေးတိတ်ပြီးတော့အဆင်မပြေပါဘူးစားကြွေးရောကားအင်ဂျင်ကိုင်းလုံးကချီးငါးထတွေရောဆိုငွေဆက်လေးငါးသိန်းလောက်ကအကျွေးတင်နေတာပါတာကြီးကလည်းတက်ကူတူတက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကုန်ကျစရိတ်ကလည်းမနှဲပါဘူးမတိလာရဲ့စိတ်ထဲမှာလည်းအိမ်မှာတန်ငါတော်တွေကိုစွန့်ခဲ့ချင်နေတာကကြားပြီးဖြစ်ပါတယ် အခုတော့စွန်းတယ်မဟုတ်တော့ပါဘူးတင်ငယ်ရောဝတ္ထုငွေပါကတ်လူနိုင်ပြီပဲဖြစ်ပါ යි ပြီးတော့မတုဒါရဲ့စိတ်ထဲမှာဖျားဘူးဆုံးခီးထွက်ချင်နေတာပါအခုတော့သူ့ဆန္ဒတွေတလုံးတဝရဲပြည့်ပြီဟုဆိုရမည်ဖြစ်သည်တာကြီးကအဖေရဲ့ဖယ်ရီကားနဲ့မလိုက်ချင်းကကျောင်းကိုဆိုင်ကယ်နဲ့တီးတက်သွားခြင်းတည်းဟုဆိုကဆိုင်ကယ်ဝယ်ပေးဖို့ကိုလည်းမချခနာပူဇော်လေးရှိပါသည်ကိုဝန်ကိုနာကိုသာတိဆိုသည့်အတိုင်းတာကြီးကိုဝယ်ပေးပါမည်ဟုသာချွေးတိတ်ထားရသည် အခုတော့တာကြီးပူဇော်တဲ့ဆိုင်ကကိုလည်းဝယ်ပေးရမည်ဟုဆိုကစိတ်ထဲသိမှတ်ထားလိုက်တော့လေသည်။မတိတာဟာညအရာတော်ရက်ကွက်မှာအပိုးအဖွားရဲ့လက်ထပ်ကလေးကနေလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အိမ်ကြီးချင်းနေနေကလည်းရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပါပဲ။အကုံလုံးကဆွေမျိုးတာကြီးလူတို့ကိုဖြစ်နေကြတာပါ။အခုတစ်ခေါက်မှာတော့ကြိုက်တီရိုးဆန်တော်ရှင်ဖျားသွားတဲ့အခါမှာအနီးအပားကလူတွေကိုပါဇယျညင်ခေါ်သွားမယ်ဆိုပြီးတော့ပါစဉ်းစားထားပါလေသည်။ဘေးရင်က အပြူကြီးတွေကလည်း ဖျားဟုတော့ရင်ငါ့ခေါ်ပါအောင်လို့လည်းတပဝါပြောထားတဲ့အတွက်ကြောင့်မို့လို့အကျွေးဆက်ရမှာရဲ့တားပြစ်သူဆိုင်ကဝယ်ပေးမှာရဲ့တန်ခါဆယ်ပါလောက်ကိုစွန်းနဲ့တင်ငယ်ကလူမာရန်နဲ့ဖျားဖို့ထွက်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူပေါက်ထားတဲ့ထီစု30ကလောက်မလောက်ပါမလားလို့တောင်မှမသိနိုင်ပါဘူးမသိတာရဲ့အတွေ့ကအဲ့ဒါလိုကပောက်တိကပောက်ချာဖြစ်နေစေမှထီအောင်နဲ့ကိုမြအူဟာကျန်တဲ့ကိုဆောင်ကအခက်ရမတူပေမဲ့ခနဲ့အလုံးတူတဲ့အတွက်ကြောင့်မို့လို့ တဆောင်ကို9သိန်းနှုန်းနဲ့45သိန်းမှာထက်ရအောင်မှာအမကြီးအလုံးဆိုတော့တိတ်တရာနေပါပဲပြုဒီလိုအခြေအနေမှာမတိတာမှမပြောရင်ဘသူကပြောအောင်မှာလဲမတိတာရဲ့မျက်နှာကြီးကတင်ကင်းစင်လို့အပြဲဝါတာခွင်ရတဲ့လက်ပြေဝင်ကြီးပမာရှုံးနေတောက်ပနေပါတော့တယ်ထီမပေါက်ကင်ရတပတ်အလိုလောက်ကမတိတာအိမ်မက်တစ်ခုကိုမက်ခဲ့ပါတယ်ထိုအိမ်မက်အကြောင်းကတော့ပြောစရာအကြောင်းတစ်ခုဖြစ်နေပါတယ်ကျမမတ်တဲ့အိမ်မက်ကတမျိုးကြီးပဲတိတ်ကိုထူးဆန်းတယ်ဒီအသက်တွေနဲ့ပြပြရမှာရှက်နဲ့ရှက်စရာကြီးတော့ ဒီလိုမျိုးအစချီပြီးတော့မတည်တာဟာသူ့ရဲ့အိမ်မက်ကိုပြပြလိုက်ပါတယ်။သူ့မရဲ့အိမ်မက်မှာညတကောင်ရဲ့အချင်းမတည်တာအိပ်ပျော်နေရကနေပြီးတော့တစုံတစ်ယောက်ကလှုံ့နှုံနေတယ်ဆိုပြီးတော့ခန်းစားလာရ၍မျိုးလုံးကိုခွင့်ကြည့်လိုက်ပါတယ်။ခရင်ချင်းရင်မှာအသက်၁၀နှစ်အရွယ်ချစ်စရာကလေးငယ်တဦးဟာသူ့ရဲ့ခြေောက်ကိုဆွဲပြီးတော့နှိုးနေခြင်းသာဖြစ်ပါတယ်။ညဘက်ဆိုပေမဲ့အခန်းတွင်းမှာထူးဆန်းတဲ့အလင်းရောင်တစ်မျိုးကတခန်းလုံးကိုလေးထိတ်နေပါသည်။အလင်းရောင်ကြောင့်မတည်တာဟာကြောက်စိတ်တော့မဖြစ်မိပါ အလားပြင်ထိုကလေးငယ်ကိုလည်းသူမရဲ့စိတ်ထဲမှာတင်းရင်တနည်းရှိလာသည်ဟုခံစားမိနေတဲ့အတွက်ကြောင့်မို့လို့ကလေးငယ်ကိုကြည်ကျင်နာနေတာဒီလိုမျိုးသာမေးလိုက်ပါသည်။တားကဘာလုပ်လဲဟင်ကလေးငယ်ကသူမရဲ့အမေကိုချစ်စရွယ်ပြုံးပြရင်းနဲ့မမေသားလေဘာလဲမမမိတော့ဘူးလားထိုတို့ပြောရင်းနဲ့မှကလေးငယ်ကသူ့ရဲ့လက်ဘွားနှစ်ဖက်ကိုထောင်ပြလေ၏မတည်တာအံ့ဩသွားပါသည်ကလေးငယ်ရဲ့လက်နှစ်ဖက်မှာလက်ဘွားလေးတစ်ခုစီ အပေါ်ပါနေတာကိုမြင်သိသွားရတဲ့အတွက်ကြောင့်မို့လို့ပါ ဟင်အပွားလေးမမိသားလေးမှန်ပါ၏မတီတာမှာလာသားအွေအနိုင်ဆုံးပွားသွားခဲ့တဲ့တားငယ်တယောက်ရှိခဲ့ဘူးပါသည်ထိုသားလေးမှာမွေးရပါနှလုံးမှာအပေါက်ပါတဲ့အတွက်ကြောင့်မို့လို့86ရက်သားအွေလွန်ခဲ့သောဆယ်နှစ်ခက်ကပဲဆုံးပွားသွားခဲ့တာပဲဖြစ်ပါတယ်ယခုအပွားလေးကိုမတီတာခေါ်ရလဲထိုကလေးငယ်ဟာဆိုရင်လဲဆယ်နှစ်အွေပဲရှိပါဦးမယ်မတီတာကရင်ချီရကလေးငယ်ကိုကြည့်ပြီးတော့ညလုံးအိမ်မှာညည်ရီတွေကဝိတီလာရှာပါတယ် ရှင်ထဲမှာလည်းစုနှစ်ကြည်ခွင်းနေပြီးတော့ဝမ်းနဲ့တလို့ခန်းစားရနေပါတယ်။ဒါလီမိမိရဲ့ဒါလီ မတီတာဟာတတိလလုံးနဲ့ကရင်ချင်းကြီးကကလေးငယ်ရှိရာကိုရှောက်သွားပြီးတော့ပွေဖက်လိုက်ပါတယ်။ကလေးငယ်ကလည်းမယုံပါဘူး။အတာတကြီးပွေခံကဒါလီမိမိစီပြန်လာမလို့လားဟင်။အချိန်မတိုင်သေးဘူးမိမိလာလို့ရတဲ့အခါဒါမိမိတို့စီကိုပြန်လာမှာပါ။ဒါဆိုရင်အခုသားမိမိစီဘာလာလုပ်တာလဲမိမိဖြစ်သားလေးကိုတတိယတိုင်းလွမ်းနေတော့မယ်မိမိဒီမဟုတ်ဘူးသားရဲ့ မင်းရဲ့ဖေဖေကလည်းကတ်တာလေးကိုတတိယလိုက်တာလို့မကြာခဏပြောတယ်။တားတိပါတယ်မေမေ။တားလေးဖေဖေတို့မေမေတို့ကိုတတိယနေပါလေ။အခုတားလာတာကမေမေစစ်စင်ရနေတာမကြည့်ရလို့အခုညီပေးဖို့လာခဲ့တာပါ။အော်တားရေမေမေတို့ဘာအဆင်မပြေစရာရှိလို့လဲအဆင်ပြေပါတယ်ကွယ်။မေမေတားလေးအတွက်နောက်တစ်ပတ်ကြာတာပြေးနေကြရင်ရည်စူးပြီးတော့စွန့်လောင်းပေးမယ်နော်။တားအတွက်ရည်စူးပြီးစွန့်လောင်းပေးမယ်ဆိုလို့ဝမ်းတာပါတယ်မေမေ။အော် ိမိအဲ့ဒီနေ့ကျရင်လေတားအတွက်ဆိုပြီးတော့ထီလေးထိုးပေးပါလား။ကောင်းပါပြီကွယ်။မိမိမပြတ်မခွက် ထိုးလိုက်ပါမယ်။တားကဘာလို့ချင်လို့ထီထိုးတာလဲမိမိကိုပြောခဲ့ပါဦး။တားအတွက်မဟုတ်ပါဘူးမိမိရဲ့။မိမိတို့အတွက်ပါ။မိမိအခုတလောအကျွေးတည်နေတယ်မဟုတ်လား။လတိုင်းအတိုးပေးရဖို့မိမိမောနေတာကိုတားမကြည့်ရဘူး။ပြီးတော့ကိုကြီးကိုကြီးရတယ်ဆိုင်ကလေးချင်နေတယ်ဆို။တကယ်လို့များထီပေါက်ခဲ့မယ်ဆိုရင်တော့မိမိတို့အစီပြောင်လို့ပါ။မတီတာကလေးကိုပြပထားရင်လည်းမြေကြီးတွေကတွေ့တွေ့စီးကြလာပါတယ်။ လေမာတိတက်တဲ့ဒါကလေးဟာအဘယ်ကြောင့်များအသက်မရှိခဲ့ရပါသနည်းဟုမချစ်တည်ခဲ့ဖြစ်ရတဲ့အတွက်ကြောင့်ပါမိမိရဲ့သားလေးရဲ့ဦးစုကမတ်တီယာကလေးကိုတိုးပြီးတော့ပြွေဖက်ထားလိုက်ပါတယ်။တီတာတီတာဘာဖြစ်တာရောဘယ်နဲ့ဖက်လုံကြီးကိုပြွေဖက်ပြီးတော့ရှိုက်ငုံနေရတာလဲ။မတ်တီတာရဲ့ခင်မုန်းပြသူကိုတန်းထုတ်ကလှုပ်နှိုးတဲ့အခါမှာပဲမတ်တီတာအိမ်မက်ကနေပြီးတော့နိုးထလာရတာပါ။မတ်တီလာနိုးလာလာချင်းမှာပဲ။ဟင်ကျမရဲ့သားလေးရောအကိုကျမရဲ့သားလေးဘယောက်သွားပြီတော့ ။အော်ငါမိမအိမ်မက်မက်နေတာထင်နေ။မင်းရဲ့သားအခန်းခွဲအိတာလေးတန်းចောင်းသောဘွားတွေကလေကွာ။သူ့အခန်းမှာရှိမှာပေါ့။ကျမသားကြီးကိုပြောနေတာမဟုတ်ဘူးကို။ကျမရဲ့သားအပွားလေးကိုပြောတာပါ။ကိုတန်းထိုးရဲ့မျက်နှာပြတ်သွားပါ၏။သူ့မိမရဲ့မျက်နှာကိုအသေးချာစိုက်ကြည့်ပြီးတော့အိမ်မက်မက်နေတာမိမရဲ့ဒီပက်ဆက်ကဘာလို့ပြောနေမှန်းတော့ငါမသိဘူး။ဘလုံးမထွေးနဲ့ပြပြတတမရှိဘူးလေ။ဒါကြောင့်ငါကလှုပ်နှုံလိုက်တာ။ဘာလဲ။မင်းလည်းအပွားလေးကိုအိမ်မက်မက်နေတာလား။ ထိုအခါမှာမတိတာဟာတက်ပြင်းကိုမှုထုတ်လိုက်ရင်ကျမဖြစ်အိမ်မက်လို့ကိုမထင်ပါဘူးအကိုရဲ့တကယ်အပြင်မှာတွေ့နေရတယ်လို့ပဲဟမ်ဒါနဲ့နေပါအောင်ခုနကကျမကိုအကိုကမင်းနဲ့အိမ်မက်မနေတာလားဆိုတော့ဟုတ်တယ်ငါလည်းဒီနေ့မှထူးထူးဆက်ဆက်ငါ့တာအပွားလေးကိုတတိယပြီးတော့အိမ်မက်မနေတယ်အိမ်မက်ထဲမှာအပွားလေးကိုတွေ့တလားအကိုဒါအကိုကိုဘာတွေပြောသသေးလဲဒီတခါမှာတက်ပြင်းမှုထုတ်သူကတော့ကိုတန်းထုတ်ပါဟူးကနေတက်ပြင်းချပြီးမှတော့ နင်းလည်းအတိသာအပေါ်လေးတရားလာငါကြောက်လို့ငါကအမြဲတွေးပြီးတော့စိတ်တော်ကရောက်ခဲ့ရတာလေမှန်ပါ၏ကိုတန်းထို့အားမတိတာအပေါ်လေးအားကိုဝင်လေထွားရစီမှာအမတခုကျူးလွန်ခဲ့ဘူးပါသည်မတိတာကိုဝင်ရှစ်လကျော်ကုလနီပါခန့်ညတညမှာကိုတန်းထို့ဟာအပေါင်းအသီးတွေနဲ့တောက်စားပြီးတော့အင်ကိုပြန်လာခဲ့ပါသည်ရီဝဝင်နဲ့အနှဲငယ်မူးနေတဲ့ကိုတန်းတို့ဟာဇုအတင်မိမအားဆိုင်ကအနောက်ကနေတင်ပြီးတော့အိမ်နဲ့မနီမဝင်စရိုးဆိုင်တစ်ခုစီကိုတော်တဲ့စီဘူးဝဲရဲ့မောင်းထွက်လာခဲ့ပါသည် မိမကမနှမဝယ်ပါဟုပြောတော့လည်းမရပါဒီညတောင်းဝယ်မိဟုဆိုကဆွတ်ထွက်လာခဲ့ခြင်းဖြစ်ပါတယ်ဖြစ်ချင်တော့သူဟာဆိုင်ကယ်ကိုလီပါအတင်းအိမ်မွေးခွေးတကောင်ကလမ်းကိုဖျက်အကူနဲ့တွေ့ကတိုက်မိသူလိုမျိုးဖြစ်သွားခဲ့ပါတယ်ခွေးတိုက်တော့လက်ကိုမထိန်နိုင်ဆိုင်ကယ်မှာပြစ်စလက်ခတ်ပြစ်လဲခဲ့ပါတယ်ဒီလိုအခြေအနေမှာတော့အနောက်မှာကိုရီဆောင်တဲ့ဖြစ်တဲ့မတိတာဟာဆိုင်ကယ်ပေါ်ကနေပြီးတော့ပြုတ်ကျသွားပါတယ်အနည်းပါလူတွေကလည်းဝိုင်းကူညီကြတဲ့အတွက်ကြောင့်မို့လို့ လင်မယားညောင်စလုံးကချီချီမမတန်ရတော့မရခဲ့ကြပါဘူး။ဒါပေမဲ့ကွန်ရွေဆောင်မိခင်ဖြစ်သူမှအလွန်စွာထိလန့်သွားခဲ့ရပါတယ်။မတိတာခမများနောက်တနေ့အထိနေလို့ထိုင်လို့မကောင်းတော့တဲ့အတွက်ကြောင့်မို့လို့လူကြီးတွေကလက်ရှိကွန်ဝင်အားအပ်ထားတဲ့တောဖားမီးရဲ့ဆရာမကြီးထံမှပြဖို့အကြံပေးခဲ့ကြပါတယ်။ဆရာမကြီးကဓမ္မရကြည့်ပြီးတော့အနေထားကိုစစ်ဆေးကြည့်ပါတယ်။ဓမ္မကိုစစ်ဆေးပြီးတဲ့အခါမှာ မတိတာရောကိုဝင်အနေထားမှာပါစိုးရိမ်စရာမရှိကြောင်းကို ပြောပြပြီးတော့ဒီလိုအခြေအနေတွေမှာစိုက်ကင်မစည်းတင်ဘူးဆိုတာအကြံပေးခဲ့ပါတယ်။ဒါပေမဲ့ချင်းချက်အနေနဲ့ဒီလိုမျိုးစိုက်ကင်အက်ဆီဒန့်အဖြစ်ပြကြောင်းမို့လို့မွေးလာတဲ့ကလေးငယ်ပွားလေးမှာမွေးရပါနှလုံးမှာအပေါက်သုံးပေါက်ပါလာခဲ့တဲ့အတွက်ကြောင့်မို့လို့ကိုတန်းတို့ကသူ့ကိုယ်သူအမြင်နဲ့အပြစ်တင်နေရှိပါတယ်။လင်မယားနှစ်ယောက်စလုံးကတားငယ်လေးအပေါ်မှာ86ရက်သားချစ်ခွေ့ကျင်နာခွင့်ပြုစုခွင့်ရခဲ့ပေမဲ့ယခုတောင်အချစ်ရော်တော်တာမျိုးမရှိကြသေးပါဘူး။နွမ်းဆိုတတိယနေဆဲပဲဖြစ်ပါတယ်။ အပွားလေးရဲ့မွေးနေ့ဖြစ်တဲ့ခြာသာပရီနေ့တိုင်းမှာသူတို့လင်မယားဟာအပွားလေးကိုရည်စူးပြီးတော့စွန်းကတန်ငါတော်များကိုနနက်စောစောထားပြီးတော့ဆုံးလောင်းလေးရှိကြပါတယ်။ဒီလိုမျိုးဆုံးလောင်းခဲ့တာဆိုလို့ရှိရင်ဆယ်နှစ်တိုင်ရင်းနှီးအထိတရက်မှမပြတ်ကြသေးပါ။မိုးရွာရနေဘူးဘူးထူတရက်ကတော့သူတို့ဝရိယအားဆိုင်ပြီးတော့ချက်ပြုတ်လူတန်းလေးရှိကြပါတယ်။ကိုတန်းတို့ရဲ့အိမ်မက်မှာမတိတာလို့တော့ထီမထိုးခိုင်းပါဘူး။ကိုတန်းတို့အိမ်ပေါ်နေစဉ်သူ့လက်မောင်းပေါ်ခေါင်းမိလျက်အပွားလေးဟာတုံ့ပြန်ကြည့်စိုက်ကြည့်နေသေးဘူးဆို၏ အပွားလေးကသူ့ရဲ့ဖေဖေအားဖေဖေတားအတွက်စိတ်ဆင်ရဲမနေပါနဲ့တော့ဖေဖေကြောင့်ဖြစ်ရတာမဟုတ်ပါဘူး။တားဘဝနဲ့တားအကြောင်းကဒီလိုပဲဖြစ်လာတော့တားရဲ့တည်သားရှိတော်လေးပဲဖေဖေမမီတို့စီမှာတားလာနေခွင့်ရခဲ့တဲ့သဘောပါ။ဖေဖေကြောင့်ဆိုပြီးတော့စင်းနစ်လုံးလုံးစိတ်ဆင်ရဲနေရတာတွေမေ့ဖြောက်ပြလိုက်ပါတော့နော်။ဒီတခါဖေဖေတို့စီတားလာခွင့်ရရင်ကျမ်းမာပြီးတော့တန်ဆွတဲ့ကလေးဖြစ်လာခဲ့ပါမယ်။ဖေဖေခွင့်ပြုမယ်မဟုတ်လား။အိမ်မက်ထဲမှာကိုတန်းသူဟာတားငယ်အပွားလေးကိုကောင်းကြီးပြလိုက်ဒီကိုတော့ကောင်းစွာမှတ်မိနေပါ၏။ တားငယ်ကလည်းကျဉ်းနှက်စွာသူ့ရဲ့နှစ်ဖူးပြင်ပေါ်မူဝေပေးပြီးတော့ဖြတ်ခွေသွားခဲ့ပါသည်။ဒီမြန်မြောင်လုံးရဲ့အိမ်မက်တွေဟာတားငယ်အပွားလေးအချောင်းကိုသာတိုက်ဆန်စာမှတ်ခဲ့ရပါ။နောက်တစ်ခုထူးဆန်းတာကတော့နမိတ်ပုံတွေပဲဖြစ်ပါတယ်။ပထမနမိတ်ပုံကတော့ထီတဲ့ကိုမြဦးဟာသူ့ရဲ့ရက်ွက်တဲ့ထီလှဲ့လှယ်ရောင်းစဉ်၃ရက်စတိုင်မတ်တီတာတို့အိမ်ရှိရောက်တာရက်နာလေးရှိပါတယ်။ခါလန်းဆိုသူကထွင်ရှင်းမှရက်ပြီးတော့မရောက်ပါဘူး။ဘာကြောင့်လဲဆိုတော့မတ်တီတာက မောင်လေးရေအရှင်နာမှာထီရောက်မယ်ဆိုရင်ကက်ဆက်အတန်ကိုတူတူလေးဖွင့်ပေးပါကွယ်။အမဖေကကျမရေမကောင်းလို့ပါဆိုပြီးတော့ပြောထားတဲ့အတွက်ကြောင့်မို့လို့ရှင်းနာလေးသိပ်ပြီးတော့မရှိပါဘူး။ကိုမြဦးကလည်းအရွယ်တိုက်တာမျိုးမဟုတ်ပေမဲ့မတိတာလို့အရှင်ရောက်တဲ့အခါမှာသူ့ရဲ့နားတဲ့ကလေးတယောက်ကခဏနေပါဦးထီထိုးချင်လို့ပါဟူသောအတန်ကိုနဆုနှပြချရပြီးတော့လူကို မတည့်ရတဲ့အတွက်ကြောင့်မို့ရှောက်ဝင်နေရခြင်းဖြစ်ပါတယ်။လေးရဲ့မြောက်နေ့တွေလားသူသေချာတော့မမှီပါ။မတိတာဟာသူရဲ့ထီထိုးနဲ့ရှိရသူစစ်စစ်မြတ်မြတ်ကြီးတော့ပောက်ချလာပါတယ်။ 86နဲ့စတဲ့ဒီအတွဲလေးမျက်မပါဘူးလားမောင်လေးဒီလိုမျိုးမတိလာကမိလိုက်တဲ့အခါမှာကိုမြအူကချိတ်ဆွဲထားတဲ့ထိလက်မှတ်တွေထဲမှာ86နဲ့အစခနဲ့ရှောက်ပွေတဲ့အကဆဲဆောင်တွေတရွဲ့တာခြံခဲ့ကြောင်တွေ့ရပါတယ်ကခ86က86ကမင်္ဂလာဆောင်တွေထိဆဲဆောင်တွေကိုမတိလာအပြလိုက်ရလူကျင်တဲ့ကတဲ့ကိုကတိရပါလားအမထားလေးယူလိုက်တော့မယ်နော်မောင်လေးမတိလာသူ့သား86ရက်နဲ့ဆုံးပွားသားတာကိုအမှတ်ထားပြီးတော့86အစပါတဲ့ထိလက်မှတ်ကိုရယူခြင်းတဲ့သဘောပါ အခုတခါမှာတော့တားလေးကစစ်တာဘေးသားဖြစ်တဲ့အကြောင်းမို့လို့ချစ်ချောင်ကကွတိဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ထိုစကားကိုပြောလိုက်ခြင်းပဲဖြစ်ပါတယ်။ထီတော်ပြီးတဲ့အခါမှာထူးခြားမှုတွေကထပ်ပြီးတော့ဖြစ်လာပါတယ်။ကိုတန်းတို့ခီးထွက်သားရမှာဝယ်ယူလာတဲ့ငချင်တို့ဟာရေကဲတရာထဲမှာထည့်ထားပေးမယ်။လောက်တရာတဖွာဝကြလာပါတယ်။နတ်ဆွေကလည်းအုံးတရာဆိုရင်လည်းအညွန့်အယောက်တွေထွက်ပေါ်လာပြီးတော့ပုံမှန်၃ရက်လောက်ခံတဲ့ဖျားပန်းအောင်ဆိုရင်လည်းညှို့နေမသွားပဲရှိနေပါတယ်။ဒီလိုမျိုးနမိတ်ပုံတွေအပြင် သူတို့လီမီးယားမှာကောင်းမွန်တဲ့အကျိုးဆက်တွေအားလည်းစတင်ပြီးတော့ဖြစ်ထွန်းလာပါတယ်။ကိုတန်းတို့ဟာသူ့သားအပွားလေးကိုအိမ်မက်မပြီးကလေးကအရက်သေးစာမတော့စားတော့ပါဘူး။မတည်တာဟာဆိုရင်လေယခုရက်ပိုင်းမှာစိတ်ကြည်လင်ရှင်ပြနေပြီးတော့နာတာရှင်ယောဂတဲ့ဖြစ်တဲ့မတည်တာရဲ့ဖခင်ဥပ္ပချီယာဆိုရင်လေဝေဒနာကတဖြည်းဖြည်းနဲ့တတကောင်းမွန်လာပါတယ်။ဒီလိုမျိုးနမိတ်ပုံတွေစတိုက်ပြသွားပြီးတော့နောက်မှာတော့အဂေါလာတရနေ့မှာသူတို့ထံသို့ထိပေါတဲ့မင်္ဂလာသတင်းကောင်းကဝင်လာတာပဲဖြစ်ပါတယ်။မတီတာဟာ ပြီးသားတဲ့ခရီးအတိုင်းပဲအိမ်ကြီးချင်းတွေကိုသူတို့လင်မယားဖျားဖို့ထွက်တဲ့အခါမှာဇယင်ငင်းခေါ်ဆောင်သွားခဲ့ပါတယ်။ဖျားဖို့ခရီးထွက်မဲ့စနေနေ့ညမတိုင်ခင်တောက်ကြနေမှာမတိတာအိမ်မက်တစ်ခုကိုထပ်ပြီးတော့မှတ်ခဲ့ပါတယ်။အမေအမေတို့ဖျားဖို့ထွက်ရင်တောက်ကိုခေါ်ပါဦးနော်။သူ့ရဲ့တောင်းငယ်အပွားလေးဟာပူစားတဲ့အိမ်မက်ကိုမှတ်ခဲ့တာပါ။ခရီးမထွက်ခင်ညနေကမတိတာဟာတောင်းငယ်အပွားလေးရဲ့တလသာအရွယ်ကဓာတ်ပုံလေးကိုမှမဲရယူခဲ့ပြီးတားကမိမိတို့နဲ့အတူရှေ့ကမ်းမှာလာထိုင်တော့တာ။ မိမိတို့နဲ့ကားအတူတူစီးကြရအောင်ဟုပြောကာတားငယ်ရဲ့တပ်ပုံလေးကိုသူမရဲ့လက်ကမ်းအီးတဲ့ထဲကခေါ်သိဟန်ပြုတ်ခဲ့ပါသည်စနေနေ့ညနေပိုင်းဖျားဖို့သွားတဲ့အခါမှာထုံးစံအတိုင်းကားဝမှလိုက်မဲ့လူစင်းရင်ကိုစစ်ကြပါသည်ညီမတို့ရဲ့စိတ်အဆွဲအရာကိုရောက်ခရီးမထွက်ကောင်းအယူအဆရှိကြလေကအရှိဘအင်ကအသက်50အရွယ်ခန့်ရှိတဲ့ဒေါ်ချိုပြုံးနဲ့သူ့ရဲ့ညီမမမြင်မြင်ဝင်မတိတာရဲ့ညီမဟုန်ကတော်ဆက်သူမလက်ကိုတန်းထိုးရဲ့မိတ်ဆွေလူသူတော်ကိုတင်မြင့် တရက်ကွက်တဲ့နေသူတွေဖြစ်ကြတဲ့ဒေါ်တန်တန်ဒေါ်ချင်းတန်နာဦးတေတေစုစုပေါင်း၈ယောက်ပါဒါပေမဲ့သူတို့လင်မယောရောဆိုရင်၁၀ယောက်ဖြစ်ပါတယ်မတီတာကလူရွတ်တဲ့အခါမှာ၁၁ယောက်ရွတ်ထားပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့သားလေးအပွားလေးကိုပါပါလာတယ်ဆိုတဲ့သဘောနဲ့မှတ်ယူထားတဲ့အတွက်ကြောင့်ပါ light truck ကားပေါ်မှာအဝတ်စားအိတ်တွေစားအုပ်စားခွက်တွေနှစ်ရက်သုံးရက်အထားခံတဲ့အကျော်လော်တွေအချင်းပေါင်းဖျော်ရည်ကော်ဖီတွေတော်တော်လေးကိုစုံလင်လာပါတယ် အဲ့ဒါအပြင်ကားရဲ့နောက်ခံကကျေပြောတဲ့အတွက်ကြောင့်မို့လို့လိုက်ပါတဲ့သူ၈ယောက်အတွက်ခြံချောင်ချီချီပါပဲ။အဝိစာအိတ်တွေကိုတော့ကားရဲ့ခေါင်းမူချက်ချံလို့ခေါ်တဲ့အမိုးကိုင်းပေါ်မှာတည်ထားတဲ့အတွက်ကြောင့်မို့လို့နောက်ခံကမချက်ပါဘူး။ဖျားဖို့မထွက်ခင်၃ရက်ကလေးကကိုတန်းထုတ်ကလည်းသူ့ရဲ့လိုက်ထွက်ကားရဲ့ကြံ့ခိုင်မှုကိုစစ်ဆေးထားပြီးဖြစ်ပါတယ်။ဒီလိုနဲ့ဖျားဖို့ကညနေ၆နာရီခန့်မှာမန္တလေးမြို့ကနေပြီးတော့စတင်ထွက်လာခဲ့ပါတော့တယ်။မိတိလာတိုးကိတ်ကိုရောက်တဲ့အခါမှာည၈နာရီ၄၀မိနစ်ရှိနေပါပြီ။ မှတ်တိုင်အမှတ်285ဒိုးဂိတ်ကိုဖြတ်ပြီးတော့ရည်ရနာစခန်းတဲလို့ဝင်လာတဲ့အခါမှာကောက်ပေါ်မှာပါလာတဲ့သူတွေဟာစားသောက်ဆန်တွေကိုဝင်ကြပါတယ်။ကောက်ပေါ်မှာပါလာတဲ့သူတွေဟာလည်းစားသောက်ဆန်တွေကိုဝင်ကြက အပူအေးတောက်ကြအပေါ်အပါသွားကြပါတယ်။ခါးညောင်းလက်ဆက်အနေနဲ့အကျော်ချီတွေပြင်သွားလို့လမ်းလျှောက်ကြပါသေးတယ်။ကိုတန်းထုဟာရည်ရနာစခန်းအထွက်ပေါက်ကစီဆိုင်မှာစီဖြစ်ကရေတိုင်ကြီးတွေကိုလည်းရေဖြစ်နေပါတယ်။ဒီလိုနဲ့နိုင်ဝတ်ကြာသွားပြီးတဲ့နောက်မှာတော့ ူတို့ဟာမိထီလာရင်းရနာစကန်နေပြီးတော့ပြန်ထွက်လာကည9:00နာရီမိနစ်20ရှိနေပါပြီ။မန္တလေးကနေပြီးတော့ရန်ကုန်သွားရမိုင်းတဲ့အမှတ်ကတပြိပြိရောလာရတဲ့အမျှမှတ်တိုင်130ဆိုရောက်လာတဲ့အခါမှာည7:00နာရီထိုးနေပါပြီ။အသက်45နှစ်အရွယ်ရှိတဲ့ကိုတန်းတို့ဟာကားကိုအယုံဆိုင်မောင်းနေနေရကနေပြီးတော့ညလုံးတွေကဖန်ဆက်လာပါတယ်။တစ်ချက်တစ်ချက်အိမ်ငှိုက်ချင်တလူမျိုးလည်းဖြစ်လာတဲ့အတွက်ကြောင့်မို့လို့အခုအိတ်ချင်ရင်ပြောနော်။စုအတင်ပြေပြီးတော့မောင်းမနေနဲ့။အန်နေရဲ့အယမ်းများတယ် လမ်းဘေးတနေရာထိုးပြီးတော့တရေလောက်အိတ်လိုက်မတည်တာဟာသူ့ရဲ့ယောက်ျားအိတ်ချင်နေမှာဆိုပြီးတော့အကြံပေးစကားဆိုလိုက်ပါတယ်။음တချို့တချက်လူကအိတ်ချင်လာတယ်လို့ပဲကော်ဖီလေးတစ်ခွက်လောက်တောက်လိုက်ရင်တော့အိတ်ချင်ပြေသွားမှာပါ။ကျမကော်ဖီဘူးပါတဲ့ဆွဲချိကိုအနောက်ခံမှာထားလိုက်မိရဲ့ရှင်းလာကြရင်တော့ခဏရိုက်လိုက်တော့ကိုကျမစဉ်းယူလိုက်မယ်ကိုတန်းထုတ်ဟာလည်းသူ့ရဲ့ဇနီးပြောတဲ့အတိုင်းလမ်းနေဘေးမြေသားညညာတဲ့နေရာအရောက်မှာကားကိုလမ်းနေဘေးချရိုက်လိုက်ပါတယ်သူတို့ကားရိုက်လိုက်တဲ့နေရာနဲ့ခက်လန်လန့်မှာတဲချိုးကမီးအောင်ကိုမြင်နေရပါတယ် ဒါကြောင့်မို့လဲကိုတက်သူဟာကားကိုရလိုက်ခြင်းဖြစ်ပါတယ်။မတီတာဟာကားနောက်ခံဆွဲခြင်းကိုထွက်နေတဲ့အချိန်မှာပဲအပြိုကြီးမချူပြိုကတဆက်ခန်းထလာပါတယ်။ဟဲ့တီတာငါဘိုက်နာရတာအေးဒီနာအလေးဆုံးလို့ရမလား။ဟာမမကြီးကလည်းဒီနာတော့မလုပ်ပါနဲ့။နေပြီးတော့တိုးခေရောက်မှာပဲ။တွိုင်းလက်ရှာပြီးတော့အတူတူသွားကြမယ်လေ။မချူပြုံကိုသူတို့ကမမကြီးဟူတာခေါ်ကြပါသည်။မချူပြုံကလည်းမေးရင်မလဲမျက်နှာကြီးဖြစ်။ညီမရဲ့ငါမရတော့ဦးရဲ့မိတီလာလာတော့ကငါငက်ကြီးကြပြီးတော့မွေးငါနှစ်ပွဲအောင်စားလာတာ။ အဲ့ဒါအခုမတိတာသဘောပေါက်သွားကမချို့ပြောလို့ညီအမကိုလက်နဲ့တမေးပြီးတော့ချိုးတိုးခိုင်းရနေတော့သည်မတိတာဟာကိုတန်းထိုးအတွက်ကော်ဖီငှဲ့ပေးကဆွေးချင်းလေးကကျွတ်တုံပြူပစုံကြောက်တွေနဲ့နှက်ထားတဲ့လက်ဖက်ကိုစားနေလိုက်ပါတယ်လက်ဖက်လန့်လေးကမှုရင်းနဲ့တကြောင်မလို့ကော်ဖီတောက်ပြီးတဲ့ကိုတန်းထိုးကပါယူစားနေပါတယ်တအောက်ကြမှာတော့အလေးဆိုးလာတဲ့မချို့ပြောဟာတင်းရောက်လာပြီးတော့အခုမှပဲဗိုက်ထဲမှာပော့သွားတော့တယ်နေသားတန်တာကိုရှိသွားတာပဲဟဲ့ကားပေါ်မှာပါလာသူများကလည်းဘဝတတုံမချို့ပြောကိုကြည့်ကရီကြပါတယ် ဒေါ်သန်းသက်ကမကြာခဏဗိုက်စာတတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့မိထီတာကဝယ်လာတဲ့ကျုပ်ဥပလာတာကိုအပြည့်အပြည့်ဆွဲနေပါတယ်။ဒါအောင်မချိုပြိုကမြင်တော့ဗိုက်ကစသလိုလိုဖြစ်လာကလက်ဖက်နဲ့စားနေကြတဲ့မတိတာတို့လင်မယားကိုကြည့်ပြီးတော့ညီတို့လည်းနားတော့ငါမန္တလေးကယူလာတဲ့ပေါက်စီလေးစားအောင်မယ်အေး။ကော်ဖီပိုသေးရင်တော့တစ်ခွက်လောက်ပေးပါဦး။ကောင်းမောင်းနေတဲ့ကိုတန်တုံးကမချိုပြိုကိုသဘောကျစွာရှိပါသေးတယ်ဗျာယူတော့ပါ။ဒါမှမမသေးဘူးဆိုရင်တော့နေပြီးတော့ရင်းနှာစကန်ကြလို့ရှင်မမကြီးအကြိုက်ရှက်ခောက်ဆဲဝကြွေးဦးမှာဗျာ။ ီလိုနဲ့မကြာခဏပိုက်စားတဲ့ဒေါ်တန်တန်ဘာသာစာမွားနိုင်နဲ့မချို့ပြုံးသူများဆလာမိလို့ရှိရင်ပါဇက်လေးလွတ်လိုက်ရမှကျင်းတဲ့ဒေါ်ဂျင်တို့၃ယောက်သားဆိုရင်အစားအစာမျိုးစုံကိုထုတ်ပြီးတော့အားရပါးရစားနေကြပါတယ်ဒီထဲမှာဖုန်ကြီးလိုတဲ့လူသူတော်ဥတည်မြင်ရတော့ဘာမှမစားပါဘူးကားပေါ်ကဆင်းပြီးတော့အညောင်းအညာပြေအောင်နှမ်းလျှောက်နေပါသေးတယ်စားတော့ကြပြီတဲ့အခါမှာစားချင်းစားချင်တွေကိုပလတ်စတစ်အိတ်တွေကိုထည့်ပြီးတော့လမ်းမီးကိုပစ်လိုက်ပါတယ်။ကားဆီယာကုတန်းထုတ်ကလည်း ကဲကျွန်တော်တို့အဲ့ချင်ပြေးပြီးခင်ဗျားတို့နောက်ကလူတွေလည်းစားလို့တောက်လို့ဝိုင်းရင်တော့ခီးစကြရအောင်ထွေခမမက်တီတာကဒီတစ်ခါ39မိုင်လမ်းခွဲအထိတစ်ခါလဲစတဲ့မောင်းမှာဆိုတော့အဖို့ဘာသွားချင်ရင်တော့တစ်ခါလဲသွားထားကြနော်မက်တီတာရဲ့တတိပေးစကားကြောင့်အပြုံမသုံးရောင်ဖြစ်တဲ့မက်လက်ဒါနာတတိတို့ကလမ်းမေးမောင်ရေးကြတဲ့ခြုံတော်ဘက်စီကိုအပေါ်ဆုံးမှုအတွက်ထွက်သွားကြပါတယ်ဒါကိုမြင်တဲ့ဥတည်မြင်ဟာကောင်းမလေးတွေတိတ်ဝဝမသွားကြနဲ့နော်ဓမ္မီနဲ့အောက်ကိုအသေးစားကြည့်ကြအောင်ဆိုကသတိပေးလိုက်ပါတယ် ကျန်တဲ့လူကြီးတွေကတော့ကားနဲ့မနေမဝင်းမှာပဲအပေါ်ကိုဆုံးခဲ့ကြပါတယ်။မကြပါဘူးဖျားဘူးကားလေးဟာကားပေါ်လူဆုံးတာနဲ့ခရီးကိုဆက်လက်ထွက်ခွာခဲ့ပါတယ်။ကားထွက်လာပြီးတော့မိနစ်20လောက်ပဲရှိပါသေးတယ်။ကားနောက်ခံကစူးစူးညံ့ညံ့အတန်တွေထွက်ပေါ်လာတဲ့အတွက်ကြောင့်မို့လို့ကိုတန်းထိုးဟာကားကိုရက်လိုက်ပါတယ်။လင်းမင်းနှစ်ယောက်စလုံးနောက်ကိုဆင်းကြည့်လိုက်တဲ့အခါမှာတင်းတင်းဆိုတဲ့အသက်23နှစ်အရွယ်အပြုံမဟာမမှန်မှန်နဲ့ရှိနေတာကိုမြင်တွေ့လိုက်ကြပါတယ်။ဘုံမပြောရမယ်ဆိုရင်တော့တင်းတင်းမှာတဆေပုခတ်နေတာပဲဖြစ်ပါတယ်။ တင်းဟင်းဟင်းနဲ့လက်ဒီကိုကြစ်ကြစ်ဆုပ်ပြီးတော့ခြေဆေးထိုင်ကပါဇက်ကတခုခုကိုပြောလုံဟန်တူနေပါတယ်။ဟဲ့တေးတေးတတိထားလေဘာဖြစ်တာလဲ။မချူပြုံးကတေးတေးကိုအလှုပ်ပြီးတော့မေးလိုက်ပါတယ်။တေးတေးဟာကုမမမန်တော့မျက်လုံးနဲ့မချူပြုံးကိုကြည့်ကဘာတေးတေးလဲငါတေးတေးမဟုတ်ဘူး။မချူပြုံးကအော်အော်ထိတ်လန့်သွားလေသည်။ထိုအခါဘေးနာကဒေါ်ဂျင်ကဒီကောင်မလေးတင်မက်ရင်ပါလား။တေးတေးကအသက်အာပြီး23 24လောက်ပဲရှိပါသေးတယ်။ မချူပြုံဟာသူ့အတော်အရအသက်50ကျော်ပါဒါကြောင့်မို့လို့ဒေါ်ဂျင်ကဒီလိုမျိုးစကားကိုဆူလိုက်တာပဲဖြစ်ပါတယ်ကုတင်မြစ်ကလောကီရေရာတွေမှာတက်ပေါ်နေသူဖြစ်တဲ့အတွက်ကြောင့်မို့လို့တတိကိုမှာတစစ်ပူကနေပြီဆိုတာကိုရိတ်စားမိကခုပြောနေတာတတိမဟုတ်ဘူးတတိကိုတည်းကိုဝင်ပိုးနေတဲ့ပြရတော်ကသာပြောနေတာဗျဖဲဖဲကြုံမေးဦးမယ်ကိုတင်မြစ်ကထိုးထိုးပြောပြသွားတဲ့နောက်မှာတေးတေးရဲ့အညီကိုတုတ်ကတ်သွားကဟဲ့နင်ဘယ်သူလဲဘာလို့ကတူမှာတေးတေးခန္ဓာကိုယ်လေးကိုဝင်ပြီးတော့နှောက်ရက်နေတာလဲ ကိုတင်မြင့်ထိုးတော့မင်းနေတော့မှရှိပါသေးတယ်။နောက်တယောက်ကပါတစ်စက္ကန့်ထလာပါတယ်။ထိုးသူကတော့တန်တာပါ။တန်တာဆိုတဲ့ကောင်မလေးကလည်းတီတီအင်းအင်းနဲ့ခေါင်းကိုငိုက်ကငိုရှိုက်နေပါတယ်။တန်တာကတော့တမျိုးပါတိတိလိုမျိုးရှမ်းလုံးဝမရှိပါဘူး။စာလုံးလုံးသာတောင်းခံနေပါတယ်။ဘိုက်စာလိုက်တာဘိုက်စာလိုက်တာငါ့ကိုတခုခုကြွေးကြစမ်းပါ။ဟင်ခုနကမှစားရတာမဟုတ်ဘူးလား။ထိုအခါမှာဒေါသကြီးနေတဲ့တီတိကအတန်အောအိုင်းနဲ့ဝင်ပြောလိုက်ပါတယ်။ ဲ့ဒါနေတော့စားကြတာလေငါတို့ဘာများချကျွေးလို့ရောတီတီရဲ့အတန်ကသူမရဲ့မူလအတန်မဟုတ်ပါဘူးယောက်ျားအတန်အော်အော်ကြီးဖြစ်တဲ့တကြောင်မို့လို့ဘေးနားကလူတွေကထိတ်လန့်ကြောက်ရွံ့ကုန်ပါတယ်မကြပါဘူးကားပေါ်ကနေပြီးတော့မချိုပြုံးလို့ညီမရောဒေါ်ကျင်တို့ပါဘယိုးတုံးကစီးပြေးကြပါရောလဲကားပေါ်မှာအခုဆိုရင်ဥတင်မြည်ရဲ့တစင်ပူကတ်နေကြတဲ့တီတီရဲ့တန်နာရဲ့ဂျူးပေါ်လက်နှစ်ဖက်ပိုက်ထားပြီးတော့ခေါင်းမောင်းအိတ်နေတဲ့မလဲရဲ့ပဲခြံခဲ့ပါတယ်အိတ်နေတဲ့မလဲရဲ့စပင်းတွေက ဖို့ရဖားရာ အခုဆိုရင် မလက်ဟာလည်းခေါင်းထောင်လာပါပြီမလက်ထံကနေပြီးတော့မပီမတနိုင်တဲ့စကလုံးတွေကလည်းထွက်ပေါ်လာပါတယ်အတန်မှာမလက်ရဲ့အတန်မဟုတ်ပါဘူးခုတ်ဝဲဝဲအတန်ဖြစ်နေပါတယ်ဥတည်နေရထူသုံးရောက်တဲ့အနှင်းငယ်နောက်ကိုဆုတ်သွားပြီးတော့နင်တို့ဘာလို့ကျွန်တော်အခုလုံနှောက်ဖြစ်နေကြရလဲဟဲ့ကောင်နင်ကပါလဲဆရာရရောင်ဘာရင်တော့လာမလုံးနဲ့နော်နင့်ဟိုပါအသေးတက်ပလိုက်မယ်ဒီတခါမှာတော့ရီတန်နဲ့အတူအတန်ကပူပြီးကျဲကတိတိထံကနေပြီးတော့ထွက်ပေါ်လာတာပဲဖြစ်ပါတယ် ။ဦးတင်မြင်ဟာသူ့ရဲ့ဘေးအိတ်ထဲကနေပြီးတော့စိတ်နေကြစိတ်ပီတိကိုယူပြီးတော့သူ့သုံးယောက်ဘက်ကိုထောင်ပြကာ။ညီနို့ကိုမြစ်တာနဲ့မီးလို့မှမရရင်တော့ဒီမှာမြင်လား။သူတော်စင်သူတော်မြတ်တို့ရဲ့တင်ဝင်စိတ်ပီတိခေါင်းကနေပြီးတော့ဆွတ်ချလိုက်မယ်။ငါ့ကိုဘာများမှတ်နေလဲ။ထို့အခါမှာတိတိရဲ့အတန်ဟာတင်ဝင်သွားပြီးတော့ခုနကလိုဒေါသတန်တန်မဟုတ်တော့ဘဲနဲ့တနိုင်းစပွဲအမူအရာနဲ့မလုတ်ပါနဲ့ဆရာရဲ့ကျွန်တော်တို့ကြောက်လို့လို့ပါဘူးပြောကခေါင်းကိုငုတ်ချပလိုက်ပါတယ်။ဥတည်ကြီးကလည်းစိတ်အားတက်သွားပြီးတော့ ဒါဆိုရင်ညီတို့ဘာလို့ကျင်တာလဲငါ့ကိုပြော ကုသူအမြအတန်းလို့ကျင်လို့လောက်တာလားအစားအစားကျင်လို့လောက်တာလားညီတို့လိုရအောင်ငါဖြစ်စည်းခဲ့ပေးမယ်ငါတို့အေးအေးချင်းချင်းတော့တောက်ခင်ပြုမဟုတ်ရင်တော့ဂျီတိမ်ဝင်ပြင်းနဲ့ညီတို့ကိုရိုက်ပြစ်မယ်ထို့အခါမှာခေါင်းကိုငုတ်ထားတဲ့တိတိတန်ကနေပြီးတော့ရည်တောင်ထွက်ပေါ်လာပါတယ်တိတိဟာတဖြည်းဖြည်းခေါင်းကိုမော့လာပြီးတော့ဟဲ့ကောင်ငါနင့်ကိုကြောက်မများထင်နေလားငါကြောက်ရင်နင်ဒီလိုဖြဲကြောက်မမှန်ဆိုတာငါသိသားပဲလုတ်ကြည့်လိုက်လေ နင့်ရဲ့တင်ဝင်ပတိဘလောက်ဆွမ်းလဲဆိုတာကြည့်ကြတာပေါ့ဥတည်မြင့်အံ့ဩသွားပါတယ်ဒါပေမဲ့ဥတည်မြင့်ဟာဒီတရေကိုဖះဆာယူပြီးနှိမ့်မယ်ဆိုပြီးတော့အကြံရသဖြင့်ပိကြီးစတဲ့တော့ကိုအတန်ကြီးကြီးနဲ့ရုတ်ဖက်ပူစော်ပါတော့တယ်ကားအောက်ကိုရောက်နေကြတဲ့မချိုပြုံတို့ချင်းချင်းမိမိဝင်တို့ကလည်းကားဘေးနားမှာသူတို့ရောက်တဲ့မြောက်ကိုရုတ်ဖက်ပေးနေကြပါတယ်တစေပူးနေတဲ့သူတွေကပရိတ်ဆိုက်ရုပ်လိုက်ထဲကမူပြက်သွားကြပါတယ်ခေါင်းတလုံးလုံးကိုတခါခါနဲ့ဖြစ်ကုန်ကြပါတယ်မယွနဲ့အဲ့အရာတွေကိုမယွကြနဲ့ အတန်ကြီးကကနဘေးတုံဟီးသွားပါတယ်တဆက်ထဲမှာတိတိကဆက်ခနဲ့ခုန်ထပြီးတော့ဥတည်မြင့်ရဲ့လေပင်ကိုအသိညစ်ပါတော့တယ်ဥတည်မြင့်ခမရပရိတ်လက်ဆက်မြုပ်နိုင်ပါသူ့ရဲ့လေပင်ကိုဖြင်းညစ်နေတဲ့တိတိရဲ့လက်နက်ဘက်ကိုအသိဖယ်ရှားနေရပါတယ်ထို့အခါမှာဥတန်ထွန်းကလည်းမနေတာတော့ဘဲနဲ့ဥတည်မြင့်ကိုလေပင်ညစ်တဲ့တိတိကိုဝင်ဆွဲရပါတယ်လိုက်ထရကာရဲ့နောက်ခံမှာဝရုံတုံးပါဖြစ်ကုန်ပါတယ်ဘေးကမိမကြီးတွေကလည်းမလုပ်ပါနဲ့ဆိုပြီးတော့အဟင့်တားမြင့်နေကြပါတယ်တိတိလက်မှလွတ်ထွက်လာတဲ့ဥတည်မြင့်မှာဟုတ်ဟုတ် ဟုတ်ဟုတ်ချက်တဟုတ်ဆိုရင်လည်းမောနေရှာပါတယ်ကားမောကတန်တာနဲ့မလက်မှလည်းတောင်းချက်ကုန်ပါတယ်ကားမောကိုင်းတန်တိုင်းကိုသူတို့ရဲ့ခေါင်းတွေနဲ့ဒုံလုံးတိုက်နေကြတာနာကျင်နဲ့ပုံစံနဲ့မပြပါဘူးဒါပေမဲ့ကြာနဲ့အမြတွေးထွက်တန်ယုံနေဖြစ်လာကြမှာစိုးရိမ်နဲ့အတွက်ကြောင့်မို့လို့မချုပ်ပြုံးနေတော့ခြင်းတို့ဟာသူနှစ်ယောက်ကိုမလောက်ကြဖို့ဝင်ဆွဲပေမဲ့လည်းမနိုင်ပါဘူး။ကမာလေးနှစ်ယောက်မှာအလွန်တန်ကြပါတယ်အစွဲလည်းမခံကြပါဘူး။ကောက်ဝါမှာပါလာတဲ့သူတို့မှာတစ်စိအဘူးခံရတဲ့သူတို့ကိုဘယ်လိုကူညီရမှန်းမသိတော့ပါဘူး။ ဒီလိုမျိုးဖြစ်နေတဲ့အခါမှာသူတို့ရဲ့အနည်းကိုသာသနာအလံထောင်းထားတဲ့အဖြူအောင်ကာသစီထိုးစားလိုက်ပါတယ်။ကားပေါ်ကနေပြီးတော့ကားဒရိုင်ဘာနဲ့အတူဖုန်ကြီးတစ်ပါးနဲ့ဦးစင်တစ်ပါးဆင်းလာကြပါတယ်။ဘာဖြစ်ကြတာရောဘာကူညီရမလဲတကကြီးဦးမေကအချိုးအချောင်းကိုရှောက်ထားလိုက်ပြီးတော့ဆရာတော်ကဦးစင်ဟာကားထဲမှာပေးရယူခဲ့ဖို့တော့မှားလိုက်ပြီးတော့လိုက်ထွက်ကားအနည်းကိုသွားပြီးတော့ကြီးလိုက်ပါတယ်။ဆရာတော်ကအချင်းအနည်းကိုတုံးသက်ပြီးတဲ့အခါမှာတော့ဦးစင်ကမ်းမိတဲ့ပေးရည်နဲ့တစ်စစ်ပူးကန်နေတဲ့သူတွေရဲ့ကိုပေါ်ကိုပတ်ဖြန်ပေးလိုက်ပါတယ်။ ဆရာတော်ရဲ့ပါဇက်ကလည်းတူပေါပွားနဲ့ကဏ္ဍတပုတ်ကိုရုတ်ဖက်နေတာကိုလည်းသတိထားမိခဲ့ကြပါတယ်။အဲဒီနောက်မှာတော့တဏ္ဍာနဲ့မလဲမှာအရင်လဲကျသွားပြီးတော့ငြိမ့်သက်သွားပါတယ်။ဒေါသကြီးရဲ့တတိကတော့ဆရာတော်ကိုအယုံနှစ်တနိုင်လာတဲ့အစဲတွေနဲ့ရင်းရင်တည်တည်ဆဲရင်နေပါသေးတယ်။ဆရာတော်ကအပြုံးမပြတ်ပဲနဲ့သူ့ရဲ့လက်ထဲကစိတ်ပတိနဲ့တိတိရဲ့ခေါင်းပေါ်ကိုဆွတ်ချလိုက်ပါတယ်။တိတိဟာအဲ့ဒီအခါမှာအစဲရက်သွားပြီးတော့အမလီပူလိုက်တာပူလိုက်တာကြောက်ပါပြီ ငါ့ကိုလှုပ်ပေးပါတော့ငါ့ရဲ့လက်ဘင်းကစိတ်ပီဒီကိုချုပ်ပေးပါတော့ဟုဆိုကထက်ခါထက်ခါအော်ဟစ်နေပါတယ်။သူမရဲ့ကိုယ်ကိုလည်းတဖုံးဖုံးနဲ့ထုပြီးတော့ရိုက်နေပါတော့တယ်။အဲ့ဒီအခါမှာဆရာတော်ကနင်ဘသူလဲဘာလို့ဒီတကာမလေးကိုဒုက္ခပေးနေတာလဲ။ပြောပါမယ်ဖုန်းကြီးရဲ့ကျွေးရဲ့လက်ဘင်းကစိတ်ပီဒီကိုအမြန်ဖြုတ်ဝေးပါတော့ကျွေးရဲ့တကူတော့မီးတောက်တော့မယ်ဗျ။အမြန်ချုပ်ပေးစမ်းပါဗျာ။ဆရာတော်ဟာအေးလူလူပင်စိတ်ပီဒီကိုချုပ်ယူလိုက်ပြီးတော့လက်မပြန်ပတ်ထားလိုက်ပါတယ်။ကျုပ်တို့ကသူတို့ကဲရနာပြီးတော့ထမင်းစားကြတဲ့နာက ထိမိမှာအမိတဟဲပြုနေကြတဲ့စေတွေပါသူတို့စီကထမင်းဟင်းနဲ့တွေရပြီးတော့ဆာလောင်လုံးလို့သူတို့နောက်ဘလို့လိုက်ရမလဲကြံနေတော့မှဒီမင်းကလေး၃ယောက်ဟာကြောက်တို့ရှိတဲ့အပင်အောက်မှာအပေါ်လာဆုံးကြပါတယ်အဲ့ဒီမှာသူတို့၃ယောက်နောက်ကနေလိုက်လာပြီးတော့ပူကပ်မိပါတယ်အခုပြန်ထွက်ပြပါတော့မယ်အဲ့ဒီအခါမှာဥတည်မြေကဆရာတော်ကိုဝင်လျှောက်ပါတယ်သူတို့လည်နေတာပါဖေဟာတကယ်တော့သူတို့ကိုအစာလိုလားကုသိုလ်အမြလိုလားဆိုပြီးတော့မေးခဲ့ပါတယ် ဒါကိုမဖြေဘဲနဲ့ကားပေါ်ကမင်းကလေး၃ယောက်ကိုအသက်တည်တဲ့အထိလှုပ်ကြံကြပါတယ်။မယုံရင်ကလေးမတွေရဲ့နှစ်ဖူးကိုကြည့်ပါဖေဟာ။တန်တိုင်းနဲ့ဆောက်ထားတဲ့ဒဏ်ရာတွေပါရှိပါတယ်ဖေဟာ။ဆရာတော်ဟာတဆေပုကနေဆက်ဖြစ်တဲ့တိတိရက်ကိုနှမ်းကြည့်ကတဆေဟာလင်းဝဲဟံမတူမှန်ပါတယ်ကျုပ်တို့မိုက်မဲပြီးပါတယ်။အဲ့ဒီ၃ယောက်နဲ့လူစားလဲခြင်းလို့ကြံပြီးခဲ့တာပါ။ထိုအခါမှာတော့ကောင်းအောင်မှရှိကြတဲ့မချုံပြို့နှုတ်ဒေါ်ဂျင်တို့ဟာဖေဟာတကုန်ကြပါတယ်။အသေးလို့တယ်ဆိုတာတိတာထင်ရှားနေပါတယ်။ ဆရာတော်ကလည်းနောင်နောင်ဒီလိုမျိုးအကုသို့ဆက်မလုပ်ဖို့အတွက်ဆုံးမပြီးတော့တည်တည်ရဲ့ကိုမထွက်တာရင်အမိတ်ပေးလိုက်ပါတယ်။တည်တည်မှာဝါတစ်ချက်တန်းဝင်နေရင်လည်းဝုန်းကနေလဲကျသွားခဲ့ပါတယ်။ဆရာတော်ကတစီရဲထွက်သွားပြီးတဲ့အခါမှာတော့ကားရှိခံကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးတော့ကားရှိခံကခလေးလေးကတကားတို့ခေါ်လာတာလား။음၊သူပါတာတို့တကားတို့ကန်ကောင်းနဲ့မှတ်ပါ။ဗျာ၊ရှင်ဆရာတော်ကဆက်ပြီးတော့မေးလိုက်ပါတယ်။ ဟုတ်တယ်ဒီမရောက်ခင်တပြားလောက်အလိုကလေးကအဲ့ဒီကလေးကဘုန်းကြီးတို့ကောင်လှမ်းတာနေလို့အရှင်လျှော့မောင်းရင်းနဲ့အခုလိုမျိုးကူညီခွင့်ရခဲ့တာပါကဲကဲကလေးမလေးတွေနိုးလာရင်တော့ဟော်ဒီပေးရည်လေးပဲတိုက်လိုက် အားလုံးကောင်းသွားလိမ့်မယ်ဘုန်းကြီးတို့လည်းခီးစက်တော့မယ်ဘုန်းကြီးဟာနှုတ်ဆက်ပြီးတော့ကားပေါ်တက်ထွက်သွားပါတယ်ကိုတန်းတို့နဲ့မသိတာဟာတယောက်မျက်နှာတယောက်ကိုကြည့်လိုက်ရင်နဲ့ကားရှိခေါင်းခန့်ကိုလှည့်ကြည့်ကငါသားလေးကငါတို့ကိုကူညီနေတာပါလားဟု၍သဘောပေါက်သွားကြလေတော့သည်